တင်ပြမယ့်သင်ခန်းစာကတော့ကျွန်တော် grammar တရားသင်ခန်းစာပေါ့နော်ယမ်မိုက်ယမ်မိုက်ဆိုတာယမ်မိုက်ရဲ့အနောက်မှာယမ်မိုက် plus ကရိယာပေါ့နော် back ဒီမှာယမ်မိုက်ရဲ့နောက်မှာကရိယာကရိယာထားမယ်ဆိုလို့ရှိရင်မကွက်လက်သေးဘူးအဲ့ကွက်လက်မှာကျတော့ဒီကကရိယာလိုက်မှာပေါ့နော်ဒီမှာယမ်မိုက်ယမ်မိုက်ရဲ့အနောက်မှာကရိယာထားသုံးမယ်အဲ့ဒါဆိုလို့ရှိရင်မကွက်လက်သေးဘူးနော်ယမ်မိုက်ယောအငောယံမောအိုင်မိုင်မအိမ်မိုက်ယမ်မိုက် ယမရဲ့နောက်ကနော်ကရိယာကိုထားသုံးမယ်နော်ကရိယာကိုထားသုံးမယ်အဲကြလို့ရှိရင်မကွက်လက်သေးဘူးဒီမှာနမူနာစာကြောင်းနဲ့ကြည့်မယ်ရှင်းအောင်လို့နော်သူတို့မိကုံးကိုနားမလဲသေးဘူးသူတို့ကမိကုံးကိုနားမလဲသေးဘူးခုနပြောရဲဒီမှာမကွက်လက်သေးဘူးနော်အဲယမရဲ့နောက်မှာကရိယာလာမယ်ဆိုတော့သူတို့ကမိကုံးကိုနားမလဲတာနားမလဲတာနော်နားမလဲတာဖြစ်တဲ့ကြောင့်မို့သူတို့ကနားလဲတာခောက်ကြိုင်နော်နားလဲတာခောက်ကြိုင်အဲ့တော့ ဒီကရိယာနေရာမှာကျွန်တော်တို့ခောက်ကြိုင်ထည့်ပေးရမယ်နော်အဲ့တော့ယံမိတ်ခောက်ကြိုင်ယံမိတ်ခောက်ကြိုင်ဆိုရင်နားမလည်သေးဘူးအဲ့တော့ဒီမှာဖိုးအပ်ခေါင်ယံမိတ်ခောက်ကြိုင်ခမ်းထံဖိုးအပ်ခေါင်သူတို့ကယံမိုက်မကွက်လက်သေးဘူးခောက်ကြိုင်အဲ့တော့ယံမိုက်ခောက်ကြိုင်ဆိုရင်နားမလည်သေးဘူးပေါင်နားမလည်တာခမ်းထံမိကုံကိုဖိုးအပ်ခေါင်ယံမိတ်ခောက်ကြိုင်ခမ်းထံသူတို့မိကုံကိုနားမလည်သေးဘူး မှဆိုရင်ကျွန်တော်ထမင်းမစားရသေးဘူးကျွန်တော်ထမင်းမစားရသေးဘူးဆိုရင်ခုနပြောတဲ့အတိုင်းမအခွက်လက်သေးဘူးကကြတော့ယံမိုက်ပေါ့နော်ယံမိုက်ယံမိုက်နောက်ကကိရလိုက်ကမယ်အဲ့တော့ထမင်းစားတာစားတာကကြတော့ gain ကိရဖြစ်တယ်အဲ့တော့ယံမိုက်ရဲ့အနောက်က gain ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်ထမင်းမစားရသေးဘူးဖြစ်တာပေါ့နော် dai gain dai gain ကိုထည့်လိုက်မယ်ဆိုရင် dai gain ဆိုတော့စားရတာနော်မိတ် dai gain ဆိုရင်ယံမိတ် dai gain ဆိုရင်မစားရသေးဘူးအညင်းဝကြပြောရတာပေါ့နော်ဒီမှာဆိုလို့ရှိရင် ผมยังไม่ได้กินข้าวผมยังไม่ได้กินข้าว จนทําไมไม่ซ่าอ่ะเดีบุยังไม่ไอ้นอกก็กริยวท่าต้มเลยสรุษิงมาเดีบุเนาะไอ้ดอกยังไม่ได้กินข้าวทำไมไม่ซ่าอ่ะเดีบุมาส่วนพอก็พวกคออองของย่องอยังมอไอไม่ไม่เอ้ไม่คออองของไม่ถูกข้าวจออันใจ คออามคำทออามอถาม ဘောခေါင်ယမိတ်ခေါင်ကြိုင်ခမ်းထံသူတို့မိခွန်းကိုနားမလည်သေးဘူးဒီမှာဆိုရင်ဖောမောဖုံယောအငောယံမောအိုင်မိုင်မိုင်အိမိုင်ဒောအိုင်တိုင်းမထိုဒိုင်ကောဤနောကင်ခောအာဝခေါင်မိုက်ထိုခေါင်ผมยังไม่ได้กินข้าวจนอทําไมมาซ่าอย่างได้บุဒီမှာမိမိပြောမိမိတိထားတဲ့ကိရိယာတွေ ਨੇ အများကြီးတွေ့သုံးလို့ရတာပေါ့เนาะမိမိကကိရိယာများများတိတယ်များများတွေ့သုံးလို့ရတာပေါ့เนาะဥပမာပေါ့ เนาะကျွန်တော်မသွားသေးဘူးကျွန်တော်မသွားသေးဘူးဆိုလို့ရှိရင်ဒီမှာမသေးဘူးเนาะမသေးဘူးကယမိုင်အဲ့ယမိုင်နောက်ကခုနသွားတာကိုထည့်ရမယ်เนาะသွားတာကိရာဖြစ်တယ်အဲ့တော့ပိုင်းဆိုတာသွားတာအဲ့တော့ယမိတ်ပိုင်းမသွားသေးဘူးမလာသည်ကိရာဖြစ်တယ်ယမိတ်မမလာသေးဘူးအဲအဲ့လိုမျိုးပေါ့เนาะ ထောအားထောအားထောအမ်ဓမ်းပေါ့နော်ထောအမ်ဓမ်းကလှုပ်တာဓမ်းလှုပ်တယ်အဲ့တော့မလှုပ်သေးဘူးပြောခြင်းနဲ့ဆိုရင်ယမိုက်ကိုရှိရထားလိုက်ရုံပဲယမိုက်ဓမ်းယမိုက်ဓမ်းမလှုပ်သေးဘူးယမိုက်ဓမ်းမလှုပ်သေးဘူးယမိုက်တိုက်ဓမ်းမလှုပ်ရသေးဘူးယမိုက်ဓမ်းဆိုရင်မလှုပ်သေးဘူးယမိုက်တိုက်ဓမ်းမလှုပ်ရသေးဘူးအဲ့လိုမျိုးပေါ့နော်ယမိုက်ပိုင်မသွားသေးဘူးယမိုက်တိုက်ပိုင်မသွားရသေးဘူး ယမိတ်မမလာသေးဘူးယမိတ်ယမိတ်တိုင်းမမလာရသေးဘူးအဲ့လိုတွေပေါ့နော်နောက်ကမြေကိရိယာတွေကိုရဟန်ရတယ်လို့အများကြီးတွေ့သုံးလို့ရတယ်ပေါ့နော်